เอ้ฮัลโหลริชเป็นนายอ่ะနေပြီလဲကျွန်တော်လမ်းထဲဝင်လာပြီเนาะอ๋อเอ้ฉันนําเสร็จเนาะอ๋อဟုတ်ကဲ့ဟုတ်ကဲ့ဟောอนาย่าဖုန်းပြန်ဆက်လိုက်မယ်เนาะโอเคโอเคစောင့်နေရယ်เนาะဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ဟုတ်ကိုရေးကလေးတော်တော့ကြီးနေပြီနော်ဟုတ်တယ်ဗျာကိုရေးကဖြူကြီးချောလို့ ဖေနဲ့တူလားမေနဲ့တူလားမသိဘူးနော်အဖေတူတာလေနော်အဖေတူလှုပ်ချောနေတာမိုက်စတာเอကလေးပြရတော့ညပိုင်းအဲ့ရလားမသိဘူးတညလုံးကလေးကိုထိုင်ကြည့်နေပုံပဲဟုတ်တယ်ကိုပဲထားတာနော်ပြောလိုက်ပါမင်းပဲကျွန်တော်ပြောမှားတယ်လားမသိဘူးမှားပါဆာဝါရှမွေးလိုက်လေကြီးလိုက်မိဘချေကနေပြီးကောင်းကြီးဖြစ်စင်မဲ့ကလေးလေးပါ Thank you ပါအကူပါရေ โอ้จูซ้ายไปอ๋อพังผิดป่าวจมิน้าตะคู่เปลี่ยนลงลงได้อันตรายชื่อดีเลยเนาะจมิอติตะคู่เปลี่ยนทรายไล่เนาะအဲ့ဒါသာကြည်ပါတော့ဗျာဒီမှာအခုတောင်မှသူအမတွေအယုတ်တွေအကုန်လုံးသူပြအပိုင်စီးထားကောင်းကြီးဖြစ်လားမဖြစ်လားတော့မသိပါဘူးဘာရေဒုက္ခတော့ပေးတတ်နေပြီဩဒီလိုပဲ rich ကလည်းညာပဲဆိုအမေပဲကတ်လို့လေမာငိုတာငိုတာဆိုတာအေးရောပြည့်နေပြီအိမ်မရတာတော်တော်များနေပြီ လေးတွေကအဲ့လိုပဲသူတို့တင်ယူရင်းနဲ့ကစားကြရင်းနဲ့ကြီးလာကြတာပဲတော့တဖြည်းဖြည်းနဲ့တော့ခုန rich ပြောရလေဒုက္ခတွေပဲပင်းနေပြီကျွန်တော်မိဘချင်းအဲ့ဒီလိုပဲကိုချင်းစားရဒီမှဒီနှစ်ယောက်လည်းပဲအဲ့ဒီလိုပဲကြည့်ရှုပြိုးထောင်နေရတာเนาะငွေတော့မတွေဘူးအမတို့မိဘတွေဆိုတာလေနှုတ်ကပတ်သမားတရားထဲမှာပြောထားတယ်သားသမီးတွေကဖျားပေးတဲ့ဆုလက် တောင်ကြီးအမွေဥစ္စာဖြစ်တယ်ဒါတွေအမမေးပါတော့ကလေသတိထားဖို့ပေါ့နော်အမြဲတမ်းသတိရနေဖို့အရင်ကြီးကြီးရနော်မိဘတွေကသားသမီးတွေကိုပြိုးထောင်တဲ့အခါမှာဘာလို့ပြိုးထောင်လဲဆိုတော့ဟိုထုတ်ကုန်တစ်ခုအနေနဲ့ product တစ်ခုအနေနဲ့ထားပြီးတော့တစ်ချိန်ကြလို့ရှင်ဒီသူတို့အပေါ်မှာကြီးလာတဲ့အခါမျက်စုံတွေရဖို့အတွက်ရည်ရွယ်ပြီးတော့မှပြိုးထောင်ကြတယ်ပေါ့နော်နောက်တစ်ခုရှိသေးတယ်ကလေးတွေကလေကြီးလာလို့ရှင်တော့ ကိုရိုအဆက်ကြီးလာတဲ့အခါမှာပေါ့နော်အဲကိုကိုပြန်ပြီးတော့မှပြုစုဆောင်ရှောင်းမဲ့ဟိုစားမင်းစားလေးတွေပေါ့နော်အခုကလေးကစပြီးတော့မှသူတို့ပြိုးထောင်ရဲ့ကြီးနိုင်တော့ငါတို့ပြန်ပြီးတော့မှသူတို့ကျွေးမွေးပြုစုဆောင်ရှောင်းမှာပဲကြီးရှုဆောင်ရှောင်းမှာပဲဆိုတော့ပြန်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီရွယ်ချက်တွေကလည်းမဟုတ်ပြန်ဘူးပေါ့နော်ဒါသာသမီးတွေကကိုအဆက်ကြီးသွားတဲ့အခါကိုရဲ့အိုစားမင်းစားလေးလည်းမဟုတ်ပါဘူး သားသမီးဖြစ်လာဖို့ဆိုတာကကိုကိုတိုင်းစူးစမ်းယူလို့မရဘူး။ဟုတ်တယ်ဟုတ်တယ်။ငွေနဲ့လည်းပဲဝယ်လို့ရတဲ့အိမ်ဟာဒီမဟုတ်ဘူး။ဆိုတော့ငွေရှိနေလည်းပဲသားသမီးမရနိုင်တယ်လို့စူးစမ်းယူတိုင်းနဲ့သားသမီးဖြစ်မလာပါဘူး။တကယ်ပဲသားသမီးတွေကဖျားပေးတဲ့အမွေဥစ္စာတွေဖြစ်တယ်။တကယ်ကိုတန်ဖိုးရှိရဲ့ချစ်စရာကောင်းတဲ့သားသမီးတွေဖြစ်တယ်နော်။ဟေး။အိုးပြီးသွားပြီစလိုက်တာ။ဒါဘာဖြစ်လို့လဲသိလား။ ဟာတမီးကပြတ်သွားတယ်ကျိုးသွားတယ်ဒါပေမဲ့ဇွေရှိရှိနဲ့နောက်တစ်ခါထက်လို့တယ်အိမ်လှမ်းလှမ်းလေးအစ်စ်တလုံးပြင်ရတယ်မဟုတ်လားအဲဒါပြိုပြတ်သွားတာပဲဖြစ်ဖြစ်ဆုံရှုံသွားတာပဲဖြစ်ဖြစ်အာမရှော့နဲ့ဇွေမရှော့နဲ့နော်အမြဲတမ်းပြန်လှုပ်လို့ရတဲ့အခွင့်အရေးအစ်စ်တစ်ခုဖြစ်တယ်နော်ဒါတော့တမီးလေးအကောင်းဆုံးလှုပ်ထားပြီးပြီလှလိုက်တာနော်เออชมวยเลยบารีลงนี่แหละอ๋อใกล้นี่ล่ะ ကျမတို့နေထိုင်ကြတဲ့ဟောရီကဘာကြီးမှာလူတိုင်းကရလက်အကျိုးအမြတ်တွေပဲပြောနေကြတယ်။ဒါပေမဲ့ကလေးတွေကတော့အကျိုးအမြတ်အတွက်ပေးလိုက်ရတဲ့ရင်းနှီးမြှုပ်နှံမှုတခုမဟုတ်သလိုအကျိုးအမြတ်အတွက်ကျမတို့စုဆောင်တတ်တဲ့ထုတ်ကုန်လည်းမဟုတ်ပါဘူး။ကလေးတွေဟာဖခင်ရဲ့တက်ရှိလက်ဆောင်ဖခင်ရဲ့နှလုံးသားကိုပိုင်ဆိုင်သူတွေပါ။ လေးတူကိုရင်ခွေမှာထွေးပိုက်ထားတဲ့အချိန်ဟာတင်အပ်အောဖွေရနမိတ်လက္ခဏာတစ်ခုကို ရင်ဝယ်ပိုက်နေတာပါ။